တော့ JK ရဲ့ပခုံးပေါ်မှာမြန်မာနိုင်ငံတစ်ခုလုံးကိုချမ်းပြီးတော့ represent လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲတာဝန်လဲပိုကြီးတယ်လို့ JK ကတော့ opportunity တစ်ခုလို့လည်းမြင်တယ်။ဒီကတော့ JK တို့အတက်များဖြစ်နေမလားအဲ့လိုတော့ခံစားရပါလိမ့်ရှင့်။ JK တို့ကဒီ performance ကြွရတယ်ဆိုတာချက်ကိုယ့်ရဲ့ NC ကိုလုံးဝပေါ်အောင်ပြရတယ်ဆိုလို့ရှင်ဒါအောင်မြင်တယ်လို့ JK ကတော့ယူဆရယ် JK Sophia Miss Grand ဒီကိအမေတို့အဖေတို့အများကြီး support ပေးရပါတော့။အဲဖြစ်တဲ့အတွက်ကြောင့်မိမိတို့လည်းအားကြီးစစ်တင်ပါတယ်။ JK JK ခု JK ရဆိုလို့ရှိရင်ဒီ Miss Grand မြန်မာဖြစ်ကြတဲ့ JK ကအမြဲတမ်းကိုကိုကိုပြင်ဆင်ခြင်းသုံးသက်တယ်ပြီးတော့အခါအမြဲတမ်းကြိုးစားနေတယ်ပေါ့နော်။အမအကိုရဲ့လိုအပ်တဲ့ဟာတွေကို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 ဆင်ခြင်ပြီးတော့အဖြစ်စီရမယ့်နေရာတွေမှာ JK အတက်နိုင်ဆုံးအများကြီးကြိုးစားပြီးတော့ဖြစ်စီထားပါတယ်။အဲအကြောင်းမလို့ခု JK တို့ international stage သွားတဲ့အချိန်မှာဆိုလို့ရှိရင်လက်ဆက်ပြီးတော့ကြိုးစားဖို့ပဲရှိပါတယ်ရှင်။ဟုတ် ော့အာ JK ရဲ့ international ပထမဆုံးပွဲဆိုပေမဲ့ JK က stage ကိုတအားနှစ်သက်တယ်ပေါ့နော်အဲဖြစ်တဲ့အတွက်ကြောင့် international stage မှာရတယ်ဆိုကြတဲ့ JK ကတော့ opportunity တခုလိုပဲမြင်ပါတယ်အဲဖြစ်တဲ့အတွက်ကြောင့်လည်း JK အခုအမှသွားဖို့ရတဲ့တအား excited ဖြစ်နေပါတယ်ဟုတ်အဲ talent performance ကလည်းအကုန်လုံး JK ရဲ့အမြဲစူးစမ်းထားတဲ့ဟာတွေဖြစ်ရပေါ့နော်ဒါလေးကတော့ surprise type မှာဖြစ်ပါတယ်ရှင်အဲကိုချင်တဲ့ဟာဖြစ်မလားပေါ့ဟုတ်ဂျေကေရဲ့ national costume ဆိုလို့ရှိရင်ဂျေကေရမြန်မာနိုင်ငံမှာရှိတဲ့လုံးဝအစစ်အမှန်အမွေအနစ်ပေါ့ကွယ် အရိုးရာတွေကတခုကိုပဲ JK တို့ရွေးရွေးတော့ချပြတော့မှဖြစ်ပါတယ်တက်နိုင်လို့ရှိရင်အကုန်လုံးချပြချင်တယ်ပေါ့ဒါပေမဲ့လည်းအခု JK တို့ကတနစ်မှာတယောက်ပဲချပြခွင့်ရတဲ့အချိန်မှာအဲ့ဒီလုံးဝအဲ JK နဲ့လည်းနည်းနည်းအဆက်တဲ့အလေးကိုချပြတော့မှဖြစ်ပါတယ်ရှင့်ဟုတ်ဒါလေးကတော့ JK တို့ရဲ့ အ organization ဆီယာ marantin တို့တို့နဲ့ JK တို့ပူးပေါင်းပြီးလုပ်တာဖြစ်တဲ့အတွက်ကြောင့် JK အဲ့ဒီအပိုင်းကိုတော့မသိဘူးပေါ့နော် JK ရဲ့အပိုင်းကတော့ JK စူးစမ်းမယ် catwalk လုပ်မယ် interview private interview တွေမှာဘယ်လိုဖြေမယ်ဒါလေးတွေကို JK အချိန်ပြည့် mentally or physically or လေ့ကျင့်နေတာမျိုးဖြစ်ပါလိမ့်ရှင် JK တို့ကဒီ performance ကြွရတယ်ဆိုတာတဲ့ကိုယ့်ရဲ့ NC ကိုလုံးဝပေါ်အောင်ပြရတယ်ဆိုလို့ရှင်ဒါအောင်မြင်တယ်လို့ JK ကတော့ယူဆရဲအဲ့ဖြစ်တဲ့အတွက်ကြောင့် JK တို့ကဒီကိုယ့်ရဲ့ NC နဲ့ light ပတ်အောင်အများကြီးလုပ်သွားမှာဖြစ်ပါတယ်ရှင်ဟုတ် အဲ JK ကတော့အမြဲတမ်းအများကြီးစ조사ရတာကိုနှစ်သက်တယ်ပြီးတော့လည်းအခု JK တို့မြန်မာစားမှာဆိုလို့ရှိရင်လည်းအမြဲတမ်း JK ကသူရဲ့ concept နဲ့ align တွားရတာကိုကြိုက်တယ် message လေးတွေပေးချင်တယ်အဲ့ဒါကတော့ JK လုတ်ချင်တဲ့အရာတစ်ခုဖြစ်ပါတယ်ပေါ့ဟုတ် ဒီ JK ရောခုဒီခုနပြောခဲ့တဲ့အတိုင်းပဲပေါ့နော် public awareness တို့ဒီ meaning meaningful entertainment ပေါ့ခွဲအဲ့ဒါပေးရတာတအားတော့ကြားရတယ်ဒါလေးကို JK ဆက်ပြီးတော့လုပ်တတ်မှာဖြစ်ပါတယ်ဒါလေးကတော့ JK ရဲ့အားသာချက်ဖြစ်ပါတယ်ဟုတ် JK ကိုအမေတို့အဖေတို့အများကြီး support ပေးရပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မိမိတို့လည်းအားကြီးချစ်စစ်တင်ပါတယ်အခုအပါမယ်ဆိုတော့ JK ကပို့ပြီးတော့100%အရှိလာတာပေါ့နော်အဲ့လိုတော့ရှိပါတယ် ဒီနေ့တောင်စနေပြီပေါ့နော်ပထမနေ့ရဲ့အရာဖြစ်တဲ့အတွက်ကြောင့် JK ကဒီလိုအရင်ခုံနေဆိုတာကလုံးဝပျော်နေတာပေါ့နော်ဘာဘယ်လိုမျိုး experience တွေရမလဲ JK တို့ရဲ့ miss တဲ့ဆိုလို့ရှိရင်တော့အဲဘယ်သူနဲ့အခန်းပေါ်ပြကြတော့မလဲဆိုတာဒါအရင်ခုံစိတ်လှုပ်ရှားနေပါတယ်ဟုတ် အခုကတော့ JK ရဲ့ပခုံးပေါ်မှာမြန်မာနိုင်ငံတစ်ခုလုံးကိုချမ်းပြီးတော့ represent လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲတာဝန်လဲပိုကြီးတယ်လို့ JK ကတော့ opportunity တစ်ခုလို့လည်းမြင်တယ်အဲဖြစ်တဲ့အတွက်ကြောင့် JK အများကြီးဆက်ပြီးတော့ကြိုးစားတော့မှာဖြစ်ပါလိမ့်ရှင်းအဲပရိသတ်ကိုကတော့ JK ပြောချင်တာကတော့ JK ဘက်ကနေပြီးတော့အဲအများကြီးကြိုးစားထားတာဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့လည်းကြိုးစားမှာဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုတော့လုံးဝစိတ်ချလို့ရပါတယ်ရှင်အခု JK တို့ရဲ့ဒီ Miss Grand International ဟာဆိုလို့ရှိရင်ဒီ သူရဲ့ team ကို spy team entertainment team ဖြစ်နေတော့ JK လည်းအဲ့ဒီမတိုင်ခင်တော့မြန်မာ star မှာဆိုလို့ရှိရင်အများကြီးသွားခဲ့တယ်ပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်ကတော့ JK တို့အတွက်များဖြစ်နေမလားအဲ့လိုတော့ခံစားရပါတယ်ရှင့် concept မိနေတာပေါ့နော်အဲ့လိုပြောချင်တာပါဟုတ် ဟုတ်ကဲ့အခု JK တို့ကိုဒီလိုအားပေးပေးတဲ့အယောက်ချင်းစီတိုင်း JK တို့ရဲ့ Miss Grand Sister တွေအားလုံးတွေရော JK ကိုအားပေးတဲ့အယောက်ချင်းစီတိုင်းကိုရောအများကြီးပဲကျေးဇူးတင်ပါတယ်အခု JK လည်းဆက်ပြီးတော့အများကြီးဆက်ပြီးတော့ကြိုးစားဖို့ရှိပါတယ်ရှင်ဟုတ် JK Sophia Miss thank you so much for being here with me today on this airport for my departure to Thailand. And I'm gonna give my best, and we're gonna give not just entertainment, we're gonna give something meaningful to the stage. So I hope everybody would also watch every step that we take, and may God bless this journey and also everyone who support us. Thank you so much. J.K. Sophia, Miss Grand Myanmar.